ီနေ့မှာ Chelsea တင်းကအငှားချဖို့မတေချတော့ဘူးဆိုတော့ Jadon Sancho ခေါ်ချိုးကြီးနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်တော့မှာဖြစ်ပါတယ်။မင်္ဂလာပါကိုကိန်း Chelsea TV ကနေအပြောင်းအကြီးတော်များအားလုံးကိုကြိုဆိုပါတယ်။ Jadon Sancho နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဆွေးနွေးမှာတော့ဖြစ်လိမ့်မယ်။လက်ရှိအချိန်မှာ Chelsea ပြိုင်သက်အကျိုးလဲလာမေးကြရတယ်ပေါ့နော်။အဲချိုယူဘလူးမြင်တယ်လဲ။ယာတီကုံကြရင်ဝယ်တင်လားမဝယ်တင်ဘူးလား။အတင်းမှာဆက်ပြီးတော့ထားရင်ဘာအကျိုးရှိနိုင်လဲ စသဖြင့်ပေါ့လေဆိုတော့ချိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ချစ်ချင်းမုံချင်းကင်းပါတယ်ချယ်ဆီအသင်းရောက်လာလို့ဟာငါတို့အသင်းရဲ့ကစားသမားဆိုပြီးအတကုံဆွတ်ဟိုက်တာလည်းမဟုတ်ပါဘူးကျွန်တော်က United မရောက်ခင်အချိန်ကာလတည်းကချိုယွတ်သဘောကျခဲ့တာဗျအထူးသဖြင့် Brescia Dortmund မှာ Jadon Sancho ရဲ့ဆွဲဆောင်ရည်ဟာအင်္ဂလန်သားတယောက်နဲ့မတူညီလှတဲ့ဆွဲဆောင်ရည်မျိုးပေါ့နော်သူဘောလုံးကစားတာ Artsen နဲ့အခုလဲ Chelsea ရောက်လာလို့ဆွဲဆောင်ရည်ပိုင်းမကောင်းသည့်တိုင်အောင်ကျွန်တော်က အသေးအတိုင်ကာဗာလုတ်ပြီးပြောနေတာမဟုတ်ပါဘူး။ယူနိုက်တက်မှာဂျေဒန်ဆန်ချူကစားတဲ့အချိန်မှာတော့ကျွန်တော်ဆန်ချူကိုသဘောကျခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်အခုချိုးကြီးပေါ်မှာသုံးသက်ဆွေးနွေးမဲ့စကားတွေဟာပုံကိုကြီးခံစားချက်ကင်းတယ်။အဲ့တော့အရင်ဆုံးပြောရမှာဂျေဒန်ဆန်ချူဘလို့အချိန်မျိုးနဲ့ကျွန်တော်တို့ချယ်စီအသင်းကိုရောက်လာတယ်လေပေါ့။အဲ့ကျွန်တော်တို့ရဂျေဒန်ဆန်ချူလက်ရှိရနေတဲ့လောက်ခပမာဏနှစ်သိန်းခွဲကိုလည်းပေးနေရတယ်။နောက်အပြက်ဝယ်လိုက်တယ်။ထားပါတော့ပေါင်45သန်းလို့နော်။ ်တန်း40တို့စတဲ့အချိန်ဤတရက်ဆိုရင်တော့မှန်တယ်ဂျေဒန်ဆန်ချိုမတန်ဘူးအဲ့လောက်သို့ပေမဲ့ကျွန်တော်တို့သူ့ကိုအငားခေါ်ခဲ့တာဖြစ်ပါတယ်ဒါပြင်ပေးချင်နေရတဲ့တပတ်လောက်ခပေါင်2သိန်းခွဲကိုလည်းအပြစ်ပေးရတာမဟုတ်ပါဘူးစတက်စတီကဂျေဒန်ဆန်ချိုချယ်ဆီကတပတ်ပေါင်3သိန်းပဲပေးရတာပါကျန်တဲ့အမောင့်ပမာဏကိုယူနိုက်တက်အသင်းကပေးချေရတဲ့သဘောမျိုးဖြစ်ပါတယ်ခင်ဗျနောက်တဲ့တစ်ပိုင်းက ်ဂျေရန်ဆန်ချိုရာသီကုန်တဲ့အခါမှာချယ်ဆီက obligation with buy ထည့်ထားရပေါ့နော်ဂရီကိုဝေးပေးထားတယ်ငါတို့ရာသီကုန်ရောက်ခေါ်မယ်ဘာညာပေါ့တကယ်လို့မခေါ်ဘူးဆိုရင်ချယ်ဆီဒီသူတို့ contract ထဲမှာရှိတဲ့အကြောင်းအရာတစ်ခုကို United အသင်းတို့ကပေးဆပ်ဖို့ရှိတယ်တခုခုတော့ထဲချုပ်မှာပေါ့ဗျာဒီတိုင်းတော့ဟိုဗဇက်ကမဝယ်တော့ဘူးဆိုရင်ညင်သွားမယ်အသင်းနေတော့မဟုတ်ပါဘူးအဲ့တော့ဂျေရန်ဆန်ချိုချယ်ဆီရောက်လာတဲ့အခြေအနေကပြုနေပြောရင်တော့အငားနဲ့ရောက်တယ် လောက်ခပမာဏတဝက်လောက်ပဲပေးချေရတယ်။အဲ့ဒီအမောင့်ပမာဏနဲ့ဆိုရင်ကျွန်တော်အခု Jaden Sancho စီကရနေတဲ့စွဲဆောင်ရေးပိုင်းက fair ဖြစ်တယ်ဗျ။ကျွန်တော်ပြောမတန်သည့်တန်အောင် fair ဖြစ်တယ်နော်။အခုချိုးကြီးနောက်ပိုင်းပွဲစဉ်တွေစွဲဆောင်ရေးပိုင်းကျသွားတယ်ဆိုတာလေ Sancho တယောက်တည်းမဟုတ်ပါဘူး။ Chelsea ပွဲကိုမလွတ်တမ်းကြည့်တဲ့ Chelsea ပြိတ္တတိုင်သိတယ်။ Jaden Sancho တယောက်တည်းဖြစ်တာလား။ဒါမို့ရင်ဘယ်ကစားသမားတွေလဲဖြစ်တယ်လဲ။ တားသမား10ယောက်ရှိရင်6ယောက်လောက်ကစွန်းဆောင်ရပိုင်းကြနေတဲ့သူတွေပဲနောက်ဆုံး6ပါမလို့မျိုး ပြီးခဲ့တဲ့ရာသီဒီရာသီအစမှာအရန်ကျန်းခဲ့တဲ့ပလီယာတယောက်တောင်စွန်းဆောင်ရပိုင်းနေကြယုံကြည်မှုပိုင်းနေပျောက်နေတာပါကျန်တဲ့ပလီယာတွေကလည်းအမမာအယွင်းရင်းပါပဲဒီချိန်မှာဂျေဒန်ဆန်ချိုလိုအစ်စ်ပြောင်းလာတဲ့ကစားသမားတယောက်ကဒီလောက်စွန်းဆောင်ရပဲဖြစ်မှာပဲဒါကိုကျွန်တော်တွေကအများကြီးလိုချင်လို့မရဘူးတွားပြီးတော့လှောင်လို့မရဘူးတားတစ်ပိုင်းပါနော် တော့ကျွန်တော်တို့အခုဆွေးနွေးရတဲ့မှာဆိုရင်သူပြောင်းလာတဲ့အခြေအနေ Chelsea ကသူ့ကိုပေးနေရတဲ့လောက်ခပမာဏအခြေအနေတွေတသင်းလုံးကြားတဲ့အတွက်ကြောင့်သူ့ရဲ့ဆွဆောင်ရင်ပိုင်းကြနေတယ်ဆိုတော့အပိုင်းတွေကိုတက်တဲ့ကွက်ကွက်တိသွားမယ်လို့ထင်ပါတယ်။နောက်တစ်ပိုင်းကသူ့ရဲ့ plain style ဂျီရန်ဒန်ဂျူကအာသွန်ခွန်ဆိုင်နဲ့တောင်းပန်တလျှောက်ရှောက်ပြေးပြီးတော့ cross ball တွေတင်အထဲတွေကိုဖြတ်ပြီးတော့ဝင်တောက်လျှောက်ကန်သွင်းယူတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူး။ ကတ်တင်ဆိုင်တွေမလုံဘူးပြောတာမဟုတ်လုံတယ်သို့တော်လဲခရေးလောက်တာပူအာတန်နဲ့ကစားသမားတယောက်ဖြစ်ပါတယ်ဘစ်တက်တဲတာအာတန်လုံးနဲ့ကစားသမားတယောက်ပါအဲ့တွက်ကြောင့်ဂျေရန်ဆန်ဂျိုဒီ type အဖြစ်ခွဲမယ်ဆိုရင် leading လောက်တဲ့တိုက်စစ်ကစားသမားတက်သူက supporting လောက်တဲ့ကစားသမားတယောက်လို့ပြောရင်ပူပြီးမှန်လိမ့်မယ်ဆိုတော့ကင်ကနဲအချက်လက်တွေကကျွန်တော်ပြောနေတာတွေကလိန်လို့မရပါဘူး object analyze တဲမှာ ရီးမီးယားလိကစားသမားအကုန်လုံးရှိတဲ့နေရာမှာဂျေဒန်ဆန်ချိုအဆင့်ဘလောက်မှာရှိနေတယ်လဲဆိုတာကျွန်တော်တွားပြီးတော့ကြည့်စီချင်ပါတယ်ကျွန်တော်ပြောပြမလို့ပဲဒါပေမဲ့ကစားသမားတွေကအများကြီးဖြစ်နေတဲ့ကင်းကနဲအချက်လက်တွေကတပုံကြီးဖြစ်နေတဲ့အတွက်ရှုပ်ထွေးသွားမှာဖြစ်လို့မပြောရတာပါဒါပေမဲ့ဥပမာလေးတစ်ခုတော့ကျွန်တော်ပြောကြည့်ချင်ပါတယ်ဘောကယ်ရင်အပိုင်းပေါ့နော်အဲ့ဘောကယ်ရင်အပိုင်းနေမှာဆိုရင်ဂျေဒန်ဆန်ချိုကတချို့နာမည်ကြီးကစားသမားတွေထက်အပေါ်မှာရှိတယ်ဘိုင်နေတက်ပြောရင်တော့ဂျရက်ဘိုဝင်ထက်ပို့ပြီးတော့ကောင်းတယ်ဒါတွေက လိန်လို့မရတဲ့ကိငနဲ့အချက်လက်တွေဖြစ်ပါတယ်။အဲ့တော့ဆိုလိုချင်တာဂျရက်ဘိုဝင်ထက်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကျွန်တော်တို့သူ့ကိုပေးနေရတဲ့အမောက်ပမာဏတရက်ထက်တော့ကြော်လွန်ပြီးဂျေဒန်ဆန်ချူဆွမ်းဆောင်ရေးပိုင်းမဆိုးနေဘူးလို့ထင်ပါတယ်ခင်ဗျ။အဲ့တော့နောက်ဆုံးဆွေးနွေးချင်တာသူ့ကိုနောက်လာမယ့်ဘောလုံးရာသီမှာဆက်ထားတဲ့မထားတဲ့ပေါ့နော်။ဒါတော့ကျွန်တော်လည်းအမြင်နှမျိုးရှိတယ်။ဆက်ထားလဲထားတဲ့လို့မထားလဲမထားတဲ့ဘူး။ဘာကြောင့်တော့ ချုံဤရဲ့လောက်ခပမာဏကိုနှစ်သိန်းခွဲအပြစ်ပေးရမယ်ဆိုရင်ဒါထိုက်တန်မှုရှိဖို့ကျွန်တော်ဟိုကန်ဆန်းတဲ့သဘောမျိုးဖြစ်သွားလိမ့်မယ်မတည်ကြဘူးဗျာနောက်ရသေးလဲဒီပုံစံတိုင်းပဲဆိုရင်တော့ဒါနှစ်သိန်းခွဲကအဆင်မပြေဘူးကျွန်တော်စီမှာ reach chain ကနှစ်သိန်းခွဲရ reach chain လဲအဆင်မပြေတော့ပါဘူးအဲ့တော့ကျွန်တော်တခုကြည့်ရမှာနှစ်သိန်းခွဲမဟုတ်ဘဲနဲ့ Jaden Sancho ကလူလူချင်းချင်းရတယ်ငါကတပတ်ကိုပေါင်တသိန်းမဟုတ်ရင်တော့မှတသိန်းခွဲလောက်ထိလက်ခံတယ်ဆိုရင်တော့ Chelsea အနေနဲ့ ပြန်စဉ်းစားတင်တယ်ဒါတော့မှပေးရမယ်ပြောင်းရွှေ့ကြည့်အမောင်းပမာဏလည်းရှိသေးတယ်ပေါ့နော်ဒါတော့ချိုးယူမခေါ်ယူသေးခြင်းနဲ့အမြင်လေးတွေပြောတာပါဟိုခေါ်ယူသေးခြင်းနဲ့အမြင်ကတော့ကျွန်တော်ကတော့ပြောသလိုမျိုးလောက်ခပမာဏရှော့ယူမယ်သူ့ရဲ့အသက်အရွယ်ပိုင်းအရာလည်း24လောက်ပဲရှိသေးတယ်အသင်းမှာကြိုးစားပေးဆက်ကစားတဲ့ပွဲစဉ်တွေလည်းရှိပါတယ်အခုနောက်ဆုံးကစားတဲ့လက်စတာနဲ့ပွဲစဉ်မှာဆိုရင်သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပန်နတီရသွားတာဒါမျိုးတွေကရှင့်မှာလည်းအချင်းချင်းကကရှိခဲ့ဘူးတယ်အဲ့လိုခြေနေမျိုးဆိုရင်တော့ဒါမဆိုးဘူးပေါ့နော် သို့တော့ဂျေနဆန်ချိုးရဲ့စစ်ပန်းဆိုင်ရာ အမခံလို့မရဘူးမချူကမဖြစ်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဘာမစိုးဖြစ်သွားနိုင်ပါကြောင်းတုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကြည့်ပါရခင်ဗျာကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်